မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်မြမအကြီးမဝင်ရောက်စွပ်ဖက်မှုမရှိဘူးဆိုပြီးတရုတ်နိုင်ငံအစိုးရကမြောင်ကြကြညှင်းဆို့လိုက်ပြီးတဲ့နောက်အခုတခါ MNDAA ကလာရှုံမြို့ပေါ်အေရီယာမှာပဲစစ်ကောင်စီတပ်ထဲပြန်ပေးဖို့နဲ့အပြစ်ရထားဖို့တရုတ်ကဂျားဝင်တပ်တွေအဖြစ်ပါဝင်ဆောင်ရွက်ခဲ့တယ်ဆိုပြီးတရုတ်အစိုးရကပဲဝန်ခံပြောဆိုလာပြန်ပါတယ်စကိုင်းနိုင်ငံအင်ဒိုမြို့ကိုတော်လိုင်းတပ်တွေကတင်ပိုက်ပြီးတဲ့နောက် ပြည်သူတွေနဲ့တော်လှန်ရေးသမားတွေကိုတပ်ဖြတ်ခဲ့တယ်။အချက်ဖက်စစ်ကောင်စီလက်အောက်ခံမြို့နယ်အုပ်ချုပ်ရေးမှူးနယ်ထွေအုပ်ဝန်ထမ်းတွေအပါအဝင်ရီစော့တီတွေနဲ့ SNA တပ်ဖွဲ့ဝင်တွေအားလုံးပေါင်းအယောက်30ကျော်ကိုတော်လှန်ရေးတပ်တွေကဖမ်းဆီးအရေးထားတယ်ဆိုတဲ့သတင်းပါဝင်။နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာအရေးမှာဝင်ရောက်စွပ်ဖက်မှုမရှိဘူးဆိုပြီးတရုတ်နိုင်ငံအစိုးရကပြောင်းကြကြညင်းဆိုလိုက်ပြီးတဲ့နောက်အခုတခါ MNDAA ကလာရှုမြို့ပေါ် area ကိုပဲစစ်ကောင်စီလက်ထက်ပြန်ပေးဖို့နဲ့အပြစ်ရထားဖို့တရုတ်ကဂျားဝင်တပ်တွေအဖြစ်ပါဝင်ဆောင်ရွက်ခဲ့တယ်ဆိုပြီးတရုတ်အစိုးရကပဲဝန်ခံပြောဆိုလာပြန်ပါတယ်။ဒါကတော့ကိုက MNDAA တင်ပိုက်ထားတဲ့လာရှုမြို့ကိုစစ်ကောင်စီလက်ထက်ပြန်ပေးဖို့တရုတ်နိုင်ငံက MNDAA ပေါ်အချက်ကန် PR ပေးဆွတ်ဖက်မှုကြောင့် MNDAA ဘက်ကလာရှုမြို့ကိုစစ်ကောင်စီလက်ထက်ပြန်ပေးလိုက်ရတဲ့အချိန်မှာပဲ လာရှုမျိုးတွေကိုဧပြီလ19ရက်နေ့ကတည်းစစ်ကောင်စီဝန်ထမ်းအချို့နဲ့အတူတရုတ်နိုင်ငံရဲ့အထူးတန်တမန်တိတ်ရှိကျွင်းတို့ပါဝင်ရောက်လာခဲ့တာတော့ဧပြီလ21ရက်နေ့ကတရုတ်နိုင်ငံသားရဲ့ဝန်ကြီးဌာနပြောခွင့်ရသူကတရုတ်နိုင်ငံဟာမြန်မာအရေးမှာဝင်ရောက်ဆွတ်ဖက်မှုမရှိဘူးဆိုပြီးပြောင်းကြကြညင်းဆိုခဲ့တာပါအဲ့ဒီနောက်တရက်ပဲခြားပြီးဧပြီလ22ရက်နေ့ဖြစ်တဲ့မနေ့ကတရုတ်နိုင်ငံရဲ့ပုံမှန်သတင်းစာရှင်းလင်းပွဲရောက်တော့ MNDAA ကလာရှုမျိုးပေါ် area ကိုပဲစစ်ကောင်စီလက်ထက်ပြန်ပေးဖို့နဲ့ အပြစ်ရထားဖို့တရုတ်ကဂျားဝင်တပ်တွေအဖြစ်ပါဝင်ဆောင်ရွက်ခဲ့တယ်ဆိုပြီးအဲ့ဒီတရုတ်နိုင်ငံဂျားရေးပြောရေးဆိုခွင့်ရှိသူပဲထပ်ပြီးဝန်ခံပြောဆိုလာပြန်တာဖြစ်ပါတယ်။အဲ့ဒီပြောဆိုမှုတွေမှာသူတို့တရုတ်နိုင်ငံဘက်ကစောင့်ကြည့်ရေးအဖွဲ့တစ်ခုကိုပါလာရှိုမြို့အထိဆေလွတ်ခဲ့တယ်လို့ပြောထားပြီးအဓိကကတော့လာရှိုမြို့ပေါ် area ကိုပဲစစ်ကောင်စီလက်ထက်ကို MNDAA ကချောချောချူချူပြန်လွှဲပေးဖို့တပ်တွေကအဖြစ်စောင့်ကြည့်တာပါလို့ပြောဆိုသွားတယ်လို့ဒါဟာ တရုတ်အစိုးရကမြန်မာရေးမှာဝင်ရောက်ဆွတ်ဖက်မှုမရှိဘူးဆိုပြီးအတွင်တွင်ပြောဆိုမှုနဲ့လွဲချော်နေပြီးအခုလိုတခြားနိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်လာရှိုးလို့မြို့တဲ့အထိတရုတ်အစိုးရအဖွဲ့တွေဝင်ရောက်နေရာယူလာတဲ့အခြေအနေရောက်နေတာတော့တစ်ဖက်မှာတော့တရုတ်အစိုးရကမြန်မာရေးမှာဝင်ရောက်ဆွတ်ဖက်မှုမရှိဘူးဆိုပြီးတတွင်တွင်ညှင်းဆိုလိုက်သူတို့ပဲဂျာဝင်တပ်သေးကန်အဖြစ်မြမအေးမှာပါဝင်ကူညီတယ်ဆိုပြီးဝင်ခံပြောဆိုလိုက်နေတဲ့တင်းစာရှင်းလင်းပွဲနှစ်ရက်မှတည်းအမျိုးမျိုးပြောဆိုသွားတာကိုလည်းတွေ့ရပါတယ်ခင်ဗျ ဖက်မှာတော့စကိုင်းနိုင်ငံအင်ဒိုမြို့ကိုတော်လိုင်းရေးတပ်တွေကသိမ်းပိုက်ပြီးတဲ့နောက်ပြည်သူတွေနဲ့တော်လိုင်းရေးသမားတွေကိုတပ်ဖြတ်ခဲ့တယ်။အကြံဖက်စကောင်စီလက်အောက်ခံမြို့နယ်အုပ်ချုပ်ရေးမှုနဲ့ထွေအုပ်ဝန်ထမ်းတွေအပါအဝင်ပြည်စော့ထီတွေနဲ့ SNA တပ်ဖွဲ့ဝင်တွေအားလုံးပေါင်းအယောက်30ကျော်ကိုဖမ်းဆီးအရေးယူထားတယ်လို့အင်ဒိုမြို့ပြည်သူ့ကာကွယ်ရေးတပ်မတော်သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။လက်ရှိမှာတော့အင်ဒိုမြို့ကိုတော်လိုင်းပုံတက်တွေကဧပြီလ9ရက်နေ့ကပဲအပိတ်သက်သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ တိုက်ပွဲတွေကနေစစ်ကောင်စီရဲ့တပ်မခွန်ခွန်တပ်မမှုဗမှုချုပ်အောင်တအူးအပါဝင်စစ်တုံးမှအယောက်180ကျော်ကိုဖမ်းမိခဲ့တဲ့အပြင်လက်နက်ခဲရဲ့အမြောက်များကိုလည်းတော်လိုင်းရေးတပ်တွေကတိမ့်စီရရှိထားပါတယ်။အဲ့ဒီလိုအင်းတော်မျိုးသိန်းတိုက်ပွဲအတွင်းမှာပဲတော်လိုင်းရေးတပ်တွေမသိမ့်ပတ်ခင်ကအကြံဖက်စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေနဲ့အတူပြည်သူတွေနဲ့တော်လိုင်းရေးသမားတွေကိုတပ်ဖြတ်ခဲ့တဲ့စစ်ကောင်စီလက်အောက်ခံမြို့နယ်အုပ်ချုပ်ရေးမှုနဲ့ထွေအုပ်ဝန်ထမ်းတွေအပါအဝင်ပြည်စော့တီတွေနဲ့ SNE တပ်ဖွဲ့ဝင်တွေအလုံးပေါင်းအယောက်30ကျော်ကိုပါတော်လိုင်းရေးတပ်တွေကဖမ်းဆီးရမိထားပြီး လက်ရှိမှာတော့အဲ့ဒီစစ်ကောင်စီဝင်အယောက်30ကျော်လုံးကိုသူတို့ကိုယ်တိုင်ကျူးလွန်ထားတဲ့ပြစ်မှုတွေအတွက်စစ်ဆေးမှုတွေလှုပ်ဆောင်နေသလိုအရေးယူမှုတွေကိုလည်းဆက်လက်လှုပ်ဆောင်သွားမှာဖြစ်တယ်လို့အင်းတော်မျိုးပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်ရှင်းမြစ်ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့ထိုင်းနိုင်ငံတဲကိုစစ်ကောင်စီလက်အောက်ခံမြန်မာစစ်သား5ဦးထွက်ပြေးသွားတဲ့အတွက်ဖမ်းဆီးပေးဖို့အကြံဖက်စစ်ကောင်စီကထိုင်းနိုင်ငံဘက်ကိုအကြောင်းကြားပြီးအကူအညီတောင်းနေပြန်တယ်လို့ထိုင်းမြန်မာနယ်စပ်ကချနာဘူရီတရင်ရှင်းမြစ်တချို့ကပြောပါတယ် အဲ့ဒီအကြံဖက်စကောက်စီလက်အောက်ခံမြန်မာစစ်သား5ဦးဟာလက်ရှိဧပြီလဖြစ်တဲ့အခုရက်ပိုင်းလေးမှာတင်ကရင်ပြည်နယ်ဖျားသုံးစုဘက်ကနေတဆင့်ထိုင်းနိုင်ငံကချနာဘူရီဘက်အချမ်းကိုထွက်ပြေးသွားတာဖြစ်တယ်လို့ဆိုပါတယ်လက်ရှိမှာတော့ထိုင်းအနာပိုင်တွေကသူတို့ထိုင်းဘက်အချမ်းကိုထွက်ပြေးလာတဲ့အဲ့ဒီစစ်ကောက်စီလက်အောက်ခံမြန်မာစစ်သား5ဦးရဲ့ဓာတ်ပုံတွေကိုပါထိုင်းနိုင်ငံဘက်အချမ်းမှာရှိတဲ့ကြေးရွာတွေနဲ့ထိုင်းပြည်သူစစ်တွေစီဖြန့်ဝေပေးထားပြီးတွေ့ရှိတာနဲ့အကြောင်းကြားဖို့ကိုပါစော်အော့ထားတယ်လို့သိရပါတယ် လက်ရှိမှာလည်းအဲ့ဒီကင်ပီနယ်ဖျားတုံးစုနဲ့ကချနာဘူရီလမ်းကြောင်းကနေတဆင့်စစ်ကောင်စီတပ်သားတွေဟာထိုင်းနိုင်ငံဒဲကိုထွက်ပြေးတာတွေတောင်းလျှောက်ရှိနေတဲ့အတွက်စစ်ကောင်စီကိုယ်တိုင်ကတူလာအောက်ခံစစ်သားတွေကိုပြန်ဖမ်းပေးဖို့ထိုင်းနိုင်ငံကိုအကူအညီတောင်းရတဲ့အထိဖြစ်နေတာလို့မြန်မာနယ်စပ်သတင်းရင်းမြစ်တချို့ကပြောထားပါသေးတယ်ခင်ဗျတဆက်ထဲမှာပဲထိုင်းနိုင်ငံချင်းမိုင်မြို့ကလမ်းပိုင်းတနေရာမှာကဲညူတပ်ဖွဲ့စီပို့ဆောင်မဲ့ရိုင်ဖယ်တနက်ဆယ်လက် ဘုံပြစ်လောင်ချ14လက်နဲ့အတူ KN တွေကိုထိုင်းအာဏာပိုင်တွေကဖမ်းဆီးရရှိထားတယ်လို့ထိုင်းသတင်းဌာနတွေမှာဖော်ပြထားပါတယ်။ဒါကတော့ထိုင်းမျိုးသား2ဦးကအနက်ရောင်တိုးတာကားနဲ့အဲ့ဒီလက်နက်တွေကြီးစံတွေကိုတယ်လာတဲ့အချိန်ထိုင်းအာဏာပိုင်တွေကချင်းမိုင်မြို့ရဲ့လမ်းမိုက်တနေရာမှာဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီနောက်ထိုင်းရဲ့တပ်ဖွဲ့ရဲ့စစ်ဆေးချက်အရထိုင်းမျိုးသား2ဦးဟာသူတို့တယ်လာတဲ့လက်နက်တွေကို KNU တပ်ဖွဲ့စီပို့ဆောင်ဖို့အတွက်လို့ပြောထားပြီးအဲ့ဒီလိုပို့ပေးကထိုင်းဘက်ငွေ8000နဲ့9000အထိရရှိတဲ့အကြောင်းပါပြောထားသလို အခုလိုပို့ဆောင်တာဟာဒါနဲ့ဆိုတတိယအကြိမ်မြောက်ဖြစ်တယ်ဆိုပြီးတော့လဲထွက်ဆိုထားတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားကြပါလိမ့်ခင်ဗျာတစ်ဖက်မှာတော့အချမ်းဖက်စကောင်စီကဒုတိယအကြိမ်အပြစ်ရဲ့တက်တန်းတိုးပြီးတဲ့နောက်မှာပဲ PNL လိုဌာနချုပ်ကိုလက်နက်ကြီးနဲ့ပစ်ခတ်ပြီးနောင်ချိုမြို့နယ်ကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်သွားပြန်ရမှာအစိမ့်ငွေဘုံတွေပါကျဲချသွားပြန်တယ်လို့ TNL နဲ့ PNL တပ်ဖွဲ့တွေစီကနေသိရပါတယ်တစ်ဖက်မှာတော့အချမ်းဖက်စကောင်စီကဧပြီလ23ရက်နေ့ကနေဧပြီလ30ရက်နေ့အထိ သူတို့စစ်တပ်ဘက်ကဒုတိယအကြိမ်9ရက်တာအပြစ်အခက်ရဆက်ထားတယ်ဆိုပြီးကြေညာထားပြန်ပေမဲ့တဖက်မှာတော့ပထမအကြိမ်ကတည်းကနိုင်ငံတကာကိုလူကြားကောက်အောင်သူတို့စစ်တပ်ဘက်ကအပြစ်ရထားပါတယ်ပြောပြီးလေကြောင်းတိုက်ခိုက်မှုတွေနေ့စဉ်ရဆက်လှုပ်ဆောင်မှုကြောင့်အဲ့ဒီပထမအကြိမ်အပြစ်ရကာလမှာတင်သူတို့စစ်တပ်ဘက်ကလေကြောင်းတိုက်ခိုက်မှုအတွင်မှာပဲပြည်သူပေါင်းရာခိုင်နှုန်းဝန်းကျင်အထိတိုက်ဆုံးခဲ့ပြီးဖြစ်ပါတယ်အခုတစ်ခါမှလည်းစစ်ကောင်စီကဒုတိယအကြိမ်အပြစ်ရတပ်တန်းတပတ်ထပ်တိုးတယ်ဆိုပြီးကြေညာခဲ့ပြီးတဲ့နောက်မှာတင် PNL ဌာနချုပ်ကိုလက်နက်ကြီးနဲ့ပစ်ခတ်ပြီး နောက်ချုံမြို့နယ်ကအုံမတီဂျေးရွာနဲ့တောင်ခန်းဒေသဘက်တွေမှာလေရင်နဲ့ဘုံတွေစက်တိုက်ကျဲချသွားပြန်တယ်လို့အဲ့ဒီလိုကျဲချလိုက်တဲ့ဘုံသီးတွေထဲမှာအစိမ့်ငွေဘုံတွေပါပါဝင်ပြီးလက်ရှိမှာတည်နယ်လေးရဲဘော်၁၀ဦးဝင်းကျင်နဲ့ဒဏ်ရာရထားတဲ့အပြင်အဲ့ဒီထဲမှာရဲဘော်၃ဦးကဒဏ်ရာပြင်းထန်ထားတယ်လို့တစ်ဖက်မှာလည်းပြည်သူတွေရဲ့နေအိမ်တွေပါပျက်စီးထားတယ်လို့တည်နယ်လေးကနေတည်ဝင်ထုတ်ပြန်ထားသွားသေးတယ်ခင်ဗျ ဟုတ်ကဲ့ဒါကတော့ရေဦးခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ